င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာအော်တိုဘာလ26ရက်နေ့ဒီကနေ့ကွာလာလမ်ပူမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာမြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဟာမြန်မာပြည်ပိုင်ဆိုင်မှုနဲ့မြန်မာဥဆောင်မှုသာဖြစ်ရမယ်လို့ပြောကြားသွားပါတယ်။ဒါ့အပြင်အာဆီယံအဖွဲ့ကမြန်မာနိုင်ငံအပေါ်ငြိမ်းချမ်းရေးအတွက်လှုံ့ဆော်မှုတွေမှာ စိတ်ရှိသီးခံမှုဇွဲလုံးလားရှိမှုနဲ့လက်တိအခြေအနေတွေကိုရိုးရိုးသားသားနားလည်သဘောပေါက်မှုတွေလိုအပ်ကြောင်းကိုလည်းထည့်သွင်းပြောဆိုသွားပါတယ်။အချက်၅ချက်ပါသဘောတူညီချက်အရအာဆီယံမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေကိုလျှော့ချဖို့နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျက်တေးတွေကိုလျှော့ချဖို့အတွက်ရရှိနိုင်တဲ့လမ်းကြောင်းတိုင်းနဲ့မိဖက်တိုင်းကိုအသုံးပြုနေပေမဲ့ရေရှည်တည်တဲ့ငိမ့်ချမ်းရေးကိုအတင်းအကျပ်ပြတန်းလို့မရကြောင်းကိုပြောဆိုသွားပါတယ်။ အဲ့ဒီနောက်မြမငိမ့်ချမ်းရေးရမြမတွေပိုင်ဆိုင်မှုနဲ့မြမဥဆောင်မှုသာဖြစ်ရမယ်။ဒါမှလည်းပြန်လဲတက်မြက်ရေးကရေရှည်တည်တတ်မှာဖြစ်တယ်ဆိုပြီးတော့ဆက်လက်ပြောဆိုသွားပါရစေ။ဒါအပြင်မလေးရှားနိုင်ငံသားရေးဝင်ကြီးကအော်တိုဘာလ25ရက်နေ့မှာအာဆီယံအဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကိုဇေလွတ်နိုင်ရေးအပေါ်မှာအကြီးအကဲအဆင့်အဆွေးနွေးမယ်လို့ကြေညာထားပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့အနီးအနားမှာရှိတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာတွေတရှိရာ KK Park နေရာကိုမြန်မာစစ်တပ်က KK Park စီမံကိန်းဟာ KNU ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီးတော့အဲ့ဒီစီမံကိန်းအတွက်မြေနေရာငားရမ်းခြင်းနဲ့လုံခြုံရေးစောင့်ရှောက်ခရယူပြီးတော့အကျိုးအမြတ်ရရှိနေရဆိုတဲ့ပြောဆိုချက်တွေကို KNU ဘက်ကညှင်းဆိုထားပါတယ် အာနာသိစစ်တပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားတဲ့ဧကတရာမြေကွက် TransAsia International Holding Group Thailand Company Limited နဲ့ပူးပေါင်းဆောင်ရွက်ခြင်းကိုမူလဤအလင်းကုမ္ပဏီက2022ခုနှစ်ဒီဇင်ဘာကတည်းကရက်ဆိုင်နှုတ်ထွက်ခဲ့လို့ပြောဆိုပါရယ်။ဒါအပြင် KK Park Cement Game မှာ online ငွေလိမ်စင်တာတွေလုပ်ကင်နေတဲ့ဧက900ရှိရဲ့မြေကွက်ဟာတီးခြားစီဖြစ်ပြီးတော့မြေကွက်တစ်ခုနဲ့တစ်ခု3ကီလိုမီတာအကွာမှာတည်ရှိရဲ့လို့ KNU ဘက်ကထုတ်ပြန်ထားပါရယ်။ ဒါကြောင့် KK ပါစီမန်ကင်းဟာ KNU နဲ့လုံးဝမသက်ဆိုင်ပဲစေအုပ်စုရဲ့ဆွဆွဲချက်တွေကမမှန်ကန်ကြောင်း KNU ဘက်ကညှင်းဆိုထားပါတယ်။အာနာသိစစ်တဲ့အနေနဲ့ထိုင်းမြန်မာနယ်စပ်တလျှောက်ကရွှေကုတ်ကိုအပါအဝင်ကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာတွေကိုအော်တိုဘာလအတွင်းမှာဝင်ရောက်စီးနှင်းနှိမ်နှင်းခဲ့ပြီးတော့ဒါကနိုင်ငံတကာဖိအားကြောင့်နဲ့အာဆီယံမှာမျက်နှာသာရအောင်ဟန်ပြနှိမ်နှင်းတာဖြစ်တယ်လို့လေးလာသူတွေကသုံးသပ်ထားပါတယ်ရှင်။ မြင်းချံခရိုင်နယ်မြေအများစုကိုစစ်ကောင်စီကပြန်လည်သိမ်းယူထားပြီးရွေးကောက်ပွဲအမိနယ်မြေထိန်းချုပ်နိုင်မှုအတွက်စူးစမ်းနေပါတယ်။သုရချန်သာသတင်းပေးပို့ထားတာပါရှင်။ မန္တလေးတိုင်းမြင်းကြံခရိုင်ကနထူးကြီးတောင်သာမြင်းကြံမလိုင်မြို့နယ်တွေက PDF ထိန်းချုပ်နယ်မြေအများစုကိုစစ်ကောင်စီကတာလုံအင်အားသုံးတိုက်ခတ်ပြီးပြန်လည်သိမ်းယူခဲ့တာပါမြင်းကြံခရိုင်ကိုစစ်ကောင်စီကစက်တင်ဘာလကလေးက PRP တိုက်ခတ်ခဲ့တာဖြစ်ပြီးလူဝင်ရလက်နက်အင်အားမမျှတာကြောင့်စခန်းနေရာတွေကဖယ်ပေးခဲ့ရတယ်လို့မြင်းကြံခရိုင်တပ်ရင်းကိုတာဝန်ရှိသူကပြောပါတယ် နေပြီးတော့ပါတယ်ဘုတ်ဘက်ကတက်တည်ပါတယ်မိထီလာတက်ပါတယ်ပေါ့နော်အဲ့ဒါတွေနဲ့သူတို့စင်ရလုံရင်းနဲ့ပေါ့နော်ထိုးနေရတယ်တော့ရှိပါတယ်မြင့်ချန်နေထားလဲဆိုရင်တော့နေမြေအများစုကိုပေါ့နော်စစ်ကောင်ကြီးကပေါ့ထိုးနေရတယ်မှာပြန်လဲပြီးတော့ရရှိထားတာတော့ရှိတယ်ဗျာဒီဓာရီငွေနေနဲ့ကတော့ဒီတိုက်ခိုက်တဲ့စစ်ကြောင်းမှာပါလာတော့မဟုတ်ပါဘူးပေါ်တာဆွဲတဲ့ပြူစောထီတွေပေါ့သူတို့စစ်ကြွေးပြီးရှေ့ရတိုက်ခိုက်နေသူတို့ဘက်ကနေပြီးတော့လင်းဝင်ပြီးတော့ထွက်ပြေးသွားတဲ့တက်တည်လဲအများကြီးရှိပါတယ်ဒီဓာရီငွေကတော့ဒီရဲ့အတိုင်းပဲပေါ့နော်ရှေ့ကနေပြီးတော့ဒီခံတိုက်ခိုက်ပြီးတော့မှာပေါ့နော်ရလာတဲ့နေမြေမှာမှတပုံရိုက်ပြီးတော့အာလာချောင်းနဲ့နေထားတော့ပဲရှိပါတယ် မြင်းကြံခရိုင်တွေကစစ်ကောင်စီလမ်းကြောင်းတွေကိုအခွင့်အရေးရရသလို PDF တွေကကြားဖြတ်တက်ခိုင်းနေပြီးပျောက်ကြားစနစ်နဲ့ပြန်တုံ့ပြန်နေတယ်လို့မြင်းကြံခရိုင်တပ်ရင်းခုနှစ်တာဝန်ရှိသူကပြောပါတယ်။မြင်းကြံခရိုင်တွေကစစ်ကြောင်းဖြတ်တမ်းရလမ်းပျောက်ကြေးရွာတွေမှာစစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေကနေအိမ်တွေကိုမိရှုဖျက်ဆီးတာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာထွက်ပြေးတဲ့သူတွေကိုပြစ်ခတ်တပ်ဖြတ်တာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။လေရင်တွေ drone တွေလက်နက်ကြီးတွေကိုအစမတန်သုံးပြီးတော့တောက်လျှောက်စစ်ကြောင်းထိုးပြီးတော့နေမြေပြန်လည်ရယူဖို့လှုံ့ဆော်နေတဲ့အနေအထားမျိုးတော့ရှိပါ ါတယ်သူတို့သွားရလမ်းတစ်ချောင်းမှာရှိတဲ့ရွာသူရွာသားတွေလည်းခံမသိလို့ရှင်တက်သွားတာမျိုးတွေပေါ့နော်မိရှို့တာတွေပစ္စည်းလူရက်တာတွေဒါမျိုးတွေလည်းတောက်လျှောက်လှုပ်ဆောင်နေတာတွေရှိပါတယ်နောက်ဒီဘက်ကအနေချင်းပြန်ပေးရတာမျိုးတော့ရှိတာပေါ့နော်။ဒါပေမဲ့ရေရှည်မှာသူတို့ထိုင်လို့မရတဲ့နေရာမျိုးတွေလည်းဖြစ်တယ်ပေါ့နော်။ခဏတော့ကျွန်တော်တို့ကခွာပေးရတဲ့သဘောပေါ့။အဲတော့တာလွန်အင်အားတွေပေါ့ဗျာ။ဒီအတွက်ကျွန်တော်တို့ကခဏတာနေရာမျိုးလေးတွေပြန်ပေးရတာမျိုးလည်းရှိတာပေါ့ဟုတ်။အဲကျွန်တော်တို့ကတောက်လျှောက်အညံ့မခံမင်းနဲ့ပြန်လဲခုခံပြီးတော့တိုက်ခိုက်နေမှလို့ပဲကျွန်တော်ကပြောပြရစီ။ ရောက်ပိုင်းမဟာမိတ်သုံးဘွဲ့ရဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးလိုင်းတွင်လည်းအတူမန္တလေးဒေသတွင်ကာကွယ်ရေးအဖွဲ့တွေကစစ်ရေးအသာစီးယူနိုင်ခဲ့ပေမဲ့တရုတ်အစိုးရရဲ့ဂျာဝင်ဖိအားပေးမှုကိုတုံ့ချပြီးစစ်ကောင်စီကအသာစီးပြန်ယူနိုင်မှုကြိုးစားနေတာပါမကြာနယ်ကနေမြေအများစုကိုလည်းစစ်ကောင်စီကပြန်သိမ်းယူထားပြီးစင်ကူနယ်တပိတ်ကျင်းတွေကိုစစ်ကောင်စီကဆက်လက်ပြအားပေးတိုက်ခိုက်ဖို့ကြိုးစားနေပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။ ကနေဒါနိုင်ငံအပေါ်အခွန်ဆက်ရခိုင်တို့တုံးမြင့်တက်မှတ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါရယ်အထင်မှားစေတဲ့အကြောင်းအရာတစ်ခုကြောင့်ကနေဒါနဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေကိုအဆုံးသတ်လိုက်ပြီလို့ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း၂ရက်အကြာမှာအခုလိုအခွန်ထပ်တိုးလိုက်တာပဲဖြစ်ပါရယ်ကနေဒါရဲ့အန်ထရီယိုမှာ Republican သမ္မတ Ronnie Reagan ရဲ့ကုံသွဲခွန်နေရာကုံသွဲရေးစစ်နဲ့စီးပွားရေးဘေးအန္တရာယ်ကိုဖြစ်စေတဲ့ဆိုတဲ့ဗီဒီယိုကိုထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ ရန်နယ်ရီကင်ဟာအမျိုးသားလုံခြုံရေးနဲ့စီးပွားရေးရည်ရွယ်ချက်တွေအတွက်အခွန်တိုးမြင့်တာကိုနှစ်သက်တဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ကနေဒါကအဲ့ဒီလိုမဟုတ်ဘူးဆိုပြီးတော့ပြောဆိုပါရယ်။သူတို့ရဲ့ကြော်ညာကိုချက်ချင်းပိတ်ချဖို့ပြောခဲ့ပေမဲ့မနေ့က World Series မှာထပ်ပြီးတော့ထုတ်လင်းခဲ့ပါသေးတယ်။ ဒါကလိမ်လည်မှုအချက်လက်တွေမှားရင်းနဲ့ဖော်ပြမှုနဲ့ရန်လိုမှုတွေပဲဖြစ်တဲ့ကနေဒါကိုအခွန်ဆဲရခိုင်တို့ထတ်တိုးပြီးကောက်မှာပါလို့ Trump ကဆိုရှယ်မီဒီယာမှာဖော်ပြထားပါဗျ။ကနေဒါဝန်ကြီးချုပ် Mark Carney ကတော့ကနေဒါနိုင်ငံဟာ American နဲ့ကုန်သွယ်ရေးကိစ္စဆွေးနွေးဖို့အသင့်ရှိရဲ့လို့တောက်ကြနေရပြောထားပါဗျ။ American ကုန်သွယ်ရေးဌာနအင်ဖြူရော်နဲ့ကနေဒါအစိုးရအဖွဲ့တို့ကအခွန်တိုးကောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ချက်ချင်းမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူးရှင်။ အရှိတအာရှနိုင်ငံများအသင်းအာဆီယံရဲ့အော်တိုဘာလ26ရက်နေ့တနင်္ဂနွေနေ့ကွာလာလမ်ပူးမှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာအာဆီယံခေါင်းဆောင်တွေကအာရှတိုက်ရဲ့သက်တမ်းအငယ်ဆုံးနိုင်ငံဖြစ်တဲ့အရှိတီမောနိုင်ငံကိုအာဆီယံဝင်ရောက်ခွင့်ကိုတရားဝင်အတည်ပြုပြီးတဲ့နောက်မှာတော့အရှိတီမောဟာ7နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်ဖြစ်လာပါပြီ။ တီမောလက်စတေလို့သိရှိကြတဲ့အရှေ့တီမောနိုင်ငံကအာဆီယံရဲ့၁၇နိုင်ငံမြအဖွဲ့ဝင်အဖြစ်နဲ့ကြီးညာချက်မှာလက်မှတ်ရေးထိုးအပြီးမှာတော့အရှေ့တီမောဝန်ကြီးချုပ်ရှာနန်နာဂူရှမာအိုကအာဆီယံအဖွဲ့ကြီးကိုဝင်ရောက်ခွင့်ရရှိလိုက်တာကအိမ်မက်တစ်ခုအကောင့်ထဲပေါ်လာခြင်းထက်ပိုပါတယ်လို့ပြောကြခဲ့ပါတယ်။ဒီကနေ့သမိုင်းဝင်ပြီလို့လည်းပြောဆိုခဲ့ပါတယ်။အရှေ့တီမောနိုင်ငံဟာပေါ်တူဂီအုပ်ချုပ်မှုအောက်မှာရှိနေတဲ့အချိန်ကလေးက လက်ရှိသမ္မတဟိုဆေးရာမိုးစ်ဟော်ဒါကတီမိုကိုအနာဂတ်မှာအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်နဲ့ဖွံ့ဖြိုးအောင်မြင်စေချင်တဲ့ရည်မှန်းထားချက်တွေပြည့်ဝသွားတာလည်းဖြစ်ပါတယ်။တီမိုလက်စ်တေပြည်သူတွေအတွက်ဒါကအိမ်မက်တစ်ခုအကောင့်ထဲပေါ်လာခြင်းသာမကပဲနိုင်ငံရဲ့ရှောက်လန်းရမယ့်ခရီးအတွက်အားကောင်းတဲ့အတည်ပြုချက်တစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒါကခံနိုင်ရင်ရှိမှုစိတ်ပိုင်းဖြတ်မှုနဲ့မျော်လင့်ချက်တွေနဲ့အမှတ်အသားပြုထားတဲ့ခီးတစ်ခုပါပဲလို့အရှိတီမောဝင်ကြီးချုပ်ဂူရှမာအိုကပြောသွားပါရှင် TVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ Wendy ပါ